ဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ဖုန်းတစ်လုံးရှိုံနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာအလွယ်ကူဆုံး Gmail ကောက်တဲ့ဖွင့်ပုံဖွင့်နည်းလေးကိုအစားဆုံးရှင်းပြပြီးသွားမှာဖြစ်ပါတယ်ဗျ။အဲကျွန်တော်ဒီနေ့ခင်မှာ Gmail ကောက်ဆိုတာကတော့ဒါလူတိုင်းလဲအသုံးပြုကြတယ်လူတိုင်းလဲဖွင့်တတ်မယ်ထင်ပါတယ်။ကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့မဖွင့်တတ်သေးတဲ့သူတွေအတွက်အဓိက USB ဒီဗီဒီယိုလေးကိုလုပ်ပေးခြင်းမှာဖြစ်ပါတယ်။နောက်နေ့သင်ခန်းစာရေးမှာ Gmail နဲ့ပတ်သက်ပြီးကျွန်တော်ဖုန်းနံပါတ်ချိန်းကြီးတွေဒီလိမ့်စာချိန်းကြီးတွေနှင်းချိန်းတွေစသဖြင့်အကုန်လုံးကိုတပုတ်ချင်းစီတင်ပေးသွားဖို့လည်းရှိပါတယ်ဗျ။ကျွန်တော်ရဲ့ Channel လေးကိုဒီ Facebook မှာဆိုရင် Follow လုပ်ပြီးတော့ YouTube မှာဆိုရင် Subscribe လုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ။အပြမအုပ်သုံးနေတဲ့ကျွန်တော် Gmail ကောက်တဲ့ဖွင့် င်းဖို့အတွက်ဆိုရင်ကျွန်တော်တို့အဲဒီဖွင့်လို့ရရင်ဒီအများကြီးရှိရပါတော့ကျွန်တော်တို့ဒီဖုန်းထဲမှာပဲဖြစ်ကွန်ပျူတာမှာဖြစ်ဒီ browser မှာ create gmail လို့ရေးချပြီးတော့လည်းဖွင့်လို့ရတယ်ကျွန်တော်ကတော့အလွယ်ကူဆုံးဒီ gmail software လေးကိုတုံးပြီးတော့ဖွင့်ပြပေးသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်မို့ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ဒီ gmail ဆိုတဲ့ software လေးတွေကိုအရင်ဆုံးဝင်လိုက်ပါဗျာဝင်လိုက်ပြီဆိုရင်တော့ဒါကတော့ကျွန်တော်ကအရင်တော့ gmail ရှိလို့ပေါ့နော် အဲမိတ်ဆွေတို့ကတော့ဒီဂျီမီကောက်တွေပါမရှိဘူးဆိုရင်အဲနောက်တစ်ဆင့်ကနေထပ်ပြီးတော့ဟိုမြင်တွေ့ရမှာဖြစ်ပါတယ်ဗျာဂျီမီဆော့ရတဲ့ဝင်ချင်းပေါ့နော်အဲကျွန်တော်တို့ဒီကိုယ့်ရဲ့ဖုန်းထဲမှာအရင်တော့ log in ဝင်ထားတယ်အရင်တော့ဒီဖွင့်ထားတဲ့ဂျီမီရှိရဆိုရင်ကျွန်တော်ဒီ down မှာရှိရကျွန်တော်အခုမျှထုတ်ပြပေးထားတဲ့ဒီ profile နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာဒါလေးကိုတစ်ချက်နှိပ်လိုက်ရင်ကျွန်တော်အောက်ဆုံးနေဆွဲလိုက်ရင်ကျွန်တော်ဒီအောက်ဆုံးနားမှာပေါ့နော် f gmail f အနာသားအောက်ဆိုပြီးတော့ကျွန်တော်ထပ်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်ဗျာဒီ f အနာသားအောက်ဆိုတာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါကျွန်တော်တို့ကအသစ်ဖွင့်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော် F အနာတာကောက်ကိုနှိပ်လိုက်ရင်ကျွန်တော် Sat F email ဆိုပြီးတော့ဒီနေရာလေးကိုစာပြီးတွေ့ရမှာဖြစ်ပါတယ်ဗျအကယ်၍မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာဒီ Gmail software ထဲမှာ Gmail အကောက်တွေအရင်တော့ဖွင့်ထားတဲ့အဟောင်းတွေ login ဝင်ထားတာတွေမရှိခဲ့တော့ရှင်ဒီနေရာလေးကနေစာပြီးတွေ့ရမှာဖြစ်ပါတယ်ဗျကျွန်တော်ပထမဦးဆုံးအနေနဲ့ဒီနေရာလေးကိုရောက်ပြီဆိုရင်ဒီအပေါ်ဆုံးမှာရှိတဲ့ဒီ Google ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်သွားရမှာဖြစ်ပါတယ်ဒီနေရာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါခင်ဗျ ပြီးရင် check in info ဆိုပြီးတော့ကျွန်တော်တို့ကိုဖုန်းမှာရှိရဒီ log ပါညာ screen log ပေါ့နော်ဒီ user log ကိုကျွန်တော်ဖွင့်ခိုင်းပါလိမ့်မယ်အဲ log ဒီ screen log လေးကိုဖွင့်ပေးလိုက်ပေါ့နော် ဖင်ကားနဲ့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီပင်နံပါတ်ပတ်တန်နံပါတ်တွေနဲ့ပဲဖြစ်ဖြစ်ဖွင့်ပေးလိုက်ပါဗျဖွင့်ပေးလိုက်ပြီဆိုရင်ကျွန်တော်ဒီအစင်လေးကိုစပြီးတွေ့ရမှာဖြစ်ပါတယ်ဗျဒီနေရာမှာသူကစိုင်းရင်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကအကောက်ပါညာရှိပီးသားအကောက်တွေလော့ရင်ဝင်နေတာဆိုရင်ကျွန်တော်အခုဒီမျှထုတ်ပြပေးထားတဲ့ဒီ email ရောဖုန်းဆိုတဲ့နေရာမှာကိုယ့်ရဲ့ email address လိမ့်စာလေးထည့်ပြီးတော့ကျွန်တော်နှိပ်ကိုနှိပ်ပြီးရှေ့ကိုဆက်သွားရမှာဖြစ်ပါတယ်ဗျဒါပေမဲ့ကျွန်တော်တို့ကအကောက်တက်ဖွင့်ကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့နေရာသွားလို့မရပါဘူးဒီအောက်မှာရှိရဲ့ဒီ create account ဆိုတဲ့စာပြလေးပေါ့နော်လင့်ပြလေးအဲ့ဒီဟာလေးကိုတစ်ချက်နှိပ်ပြီးတော့ရှေ့ကိုဆက်သွားမှာဖြစ်ပါတယ်ဗျာဒါလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါ နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့အဓိကအပြင်ဒီညမှာစာလေးတွေပေါ်လာတတ်တယ်တချို့ဖုန်းတွေမှာဒီနှစ်ခုပေါ်တော့တချို့ဖုန်းတွေမှာလေးခုလောက်ထိပေါ်တတ်တယ်ဘာပဲပေါ်ပေါ်ကျွန်တော်တို့အဓိကဒီ for my personal use ကိုရွေးပြရမှာဖြစ်ပါလေဗျကျွန်တော်အောက်ကဒီ for work or my business ဆိုတာကကြတော့ဒါလုပ်ငန်းအတွက်ဖွင့်တာဖြစ်တယ်ပေါ့နော်အဲတခါကြီးကျရင် for my time လို့ဘာလို့လဲပေါ်တတ်ပါလေဗျအဓိကကတော့ဒီ personal use ဆိုတာလေးကိုကျွန်တော်ရွေးပြရမှာဖြစ်ပါတယ်ကိုကိုယ်တိုင်သုံးဖို့အတွက်ဖွင့်တယ်ဆိုပြီးတော့ပေါ့နော် ဒါလေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်ဒုတိယတစ်ဆင့်အနေနဲ့ကျွန်တော် first name နဲ့ last name ဆိုပြီးတော့ထပ်ပြီးတွေ့ရပါလိမ့်မယ်ဗျဒီနေရာမှာဒီ official ဆိုပြီးတော့ ქვენ စ ქვენ ပိတ်လေးနဲ့ထည့်ထားရဆိုရင်ဒါကျွန်တော်တို့ကမထည့်ကျင်လဲရရဆိုတဲ့သဘောပါအဲဥပမာအဖြစ်ကျွန်တော်ဆိုရင်ရဲလင်းအောင်လို့ပေးကျင်တာဆိုရင်ဟောဒီ first name မှာရဲဒီ left name မှာလင်းအောင်ဆိုပြီးတော့ကျွန်တော်ဒီလိုမျိုးခွဲပေးလိုက်မယ်ပေါ့နော်အဲဒီ name တွေပါရတာနောက်ပိုင်းမှာပြန်ပြီးချိန်ညင်လဲချိန်လို့ရတယ်အကယ်၍မိတ်ဆွေရဲ့ ဖုန်းထဲမှာရှိပြီးသားဒီအကောက်ဖွင့်ပြီးသားဒီ Gmail တွေကိုနိုင်နေပါချိန်ညင်းနေဆိုလည်းဒါပြန်ချိန်လို့ရရပါတော့နောက်ထပ်ဗီဒီယိုလေးကြာကျွန်တော်အဲ့အကြောင်းအရာလေးဆက်ပြီးသွားပြပါမယ်ဗျအဲကိုစိတ်တန်းကြာနိုင်ကိုရဲ့နာမည်ကိုထည့်ပါထည့်ပြီးပြီဆိုရင်ကျွန်တော်ဒီအောက်မှာရှိတဲ့ဒီ name ဆိုတဲ့အပြောင်း cloud ကိုနှိပ်ပြီးရှေ့ဆက်သွားမှာဖြစ်ပါတယ်ဗျဒီ name ကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါဗျ name ကိုနှိပ်လိုက်ရင်ကျွန်တော်ဒီနေရာမှာကိုရဲ့ဝင်းနစ်တက်ဂရစ်ကိုထည့်ခိုင်းမှာဖြစ်ပါတယ်ဗျဝင်းနစ်တက်ဂရစ်ကတော့ကျွန်တော်တို့ဖြစ်နိုင်နေဆိုရင် ဒီအမှန်ကန်ထည့်ပေးတာပိုကောင်းတယ်မဟုတ်လားကိုကြိုက်တဲ့ဟာတော့ထည့်လိုက်လို့ရတယ်ဒါပေမဲ့အမှန်ကန်ထည့်ပေးရင်ဘာရဲ့အားသာချက်ရှိလဲဆိုရင်ဥပမာအဖြစ်ကျွန်တော်တို့ နောက်ပိုင်း ID verify တခုလောက်တာဖြစ် ID verify ဆိုတော့ဥပမာဖြစ် AD ဇန်လို့ AD mode ဒါမှမဟုတ်ဒီပတ်စံဝင်တာ ਈ တခုခုပေါ့နော်ဒီလိုမျိုး Gmail နဲ့ပတ်သက်ပြီးတော့ ID card တခုနဲ့ verify တဲ့အခါမျိုးမှာဆိုရင်မွေးနေ့အမှန်ထည့်ထားခဲ့မယ်ဆိုရင်ဒါကျွန်တော်တို့တွေပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဒီမွေးနေ့ပိုင်းရဒီကဒါကိုကဖွင့်မိသားအောက်တင်မှာဟိုမှားပြီးထည့်ခဲ့မိရလို့ပါလို့ဆိုရင်လည်းပြန်ပြီးချိန်လို့ရပါတယ်ဗျနောက်ထပ်သင်ခန်းစာ ਈ ကြကျွန်တော်အဲချိန်မှုချိန်ဒီဗီဒီယိုလေးဆက်ပြီးတော့တင်ပေးသွားပါမယ်ဗျ ။ကိုယ့်ရဲ့မွေးနေ့ကိုမှန်မှန်ကန်ထည့်လိုက်ပါနော်။ထည့်ပြီးပြီဆိုရင်ကျွန်တော်ဒီအောက်မှာဒီယောက်ျားလေးမိန်းကလေးယူရမယ့်နေရာလေးပေါ့နော်။အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဗျာ။ဒီနေရာမှာကိုယ့်ကယောက်ျားလေးလားမိန်းကလေးလားကိုယ်စိတ်တိုင်းကျယူပြီပေါ့နော်။ယူပြီးပြီဆိုရင်တော့နှိပ်ကိုနှိပ်ပြီးရှေ့ကိုဆက်သွားမှာဖြစ်ပါလေဗျာ။နှိပ်ကိုနှိပ်လိုက်ပါ။ဒီနေရာမှာကျွန်တော်တို့ဒီ email address လိမ့်စာပေါ့နော်။ကိုယ့်ရဲ့ email address ကိုယ့်ရဲ့ ဒီအဓိကနေရာလေးကိုရောက်ပါပြီ။ဒီနေရာမှာသူက default အပြင်နှစ်ခုသုံးခုလောက်ဒီလိုမျိုးလေးပေးထားတတ်တယ်။သူပေးထားတဲ့နင်းကလေးတွေကိုကြိုက်တယ်ဆိုရင်အဲ့ဟာလေးကိုကနှိပ်ပြီးရရှိကိုနှိပ်ကိုနှိပ်ပြီးရှေ့ဆက်သွားလို့ရပါတယ်။ဒါမှမဟုတ်ဘူး။ကျွန်တော်တို့ကကိုယ်စိတ်တိုင်းကျ name ပေါ့နော်။ကိုယ်စိတ်တိုင်းကျယူမယ်ဆိုရင်တော့ဒီအောက်မှာရှိတဲ့ create your own email address ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးတော့ရှေ့ကျွန်တော်ကိုကိုတိုင်းထည့်ပေးရမှာဖြစ်ပါတယ်ဗျာကျွန်တော်ကဒီအောက်ကဟာလေးကိုပဲတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီနေရာမှာကိုစိတ်တိုင်းကြာကိုထည့်ခြင်းတဲ့ဟာလေးကိုထည့်ပေါ့နော် ဲကျွန်တော်ဆိုရင်ရဲလင်းအောင်လို့ပေးကြည့်လိုက်မယ်ရဲလင်းအောင် fgmail.com ပေါ့နော်ဒါဒီဟာတော့ရိုက်မှာမဟုတ်ဘူးဘာကြောင့်လဲဆိုရင်ဒီ email ဒီ email အတွက်ကလာသူများယူပြီးသားဖြစ်နေတဲ့အတွက်ကြောင့်မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်စမ်းကြည့်လိုက်မယ်နှိပ်ကိုနှိပ်လိုက်မယ်ပေါ့နော်အဲဒီလိုမျိုးပေါ့နော်အနေ dev user name if token try another ဆိုပြီးတော့ဒီလိုမျိုးဒီစာအနီလေးနဲ့ပေါ်လာတယ်ဆိုရင်ပြောချင်တာကဒီ yelena@gmail.com ဆိုတာဒါသူများတအားတယောက်ကဖွင့်မိသားကြီးလို့ပြောချင်တာပေါ့နော်အဲ့လိုမျိုးဖြစ်နေဆိုတော့နောက်ကနေတစ်ခုထည့်ထည့်ပေးရမှာပါစာပဲဖြစ်ဖြစ်နံပါတ်ကနန်းပဲဖြစ်ဖြစ်တစ်ခုထည့်ပေးလိုက်ပါဗျာနော်အဲကျွန်တော်ဆိုရင် ဥပမာအဖြစ်အဲကျွန်တော်ဒီလိုမျိုးထည့်လိုက်မယ်အဲဒီလိုမျိုးလေးထည့်လိုက်မယ်နော်ဒါဆိုရင်ဒီ email address ဆိုရင်ဒါရသွားရပါတော့အခြားသူကဖွင့်ထားတာမရှိဘူးဆိုတဲ့သဘောပါဗျဒီနေရာကိုရောက်ပြီဆိုရင်ကျွန်တော် password ပေးရမှာဖြစ်ပါတယ်ဗျ password ကတော့မိတ်ဆွေတို့ကြိုက်တဲ့ password ပေးပါဒါပေမဲ့ကျွန်တော်ရဲ့ video တွေမှာကျွန်တော်အမြဲတမ်းပြောနေကြတဲ့အတိုင်းပဲဒီ password တွေပြီးတဲ့အခါမျိုးမှာကိုယ့်ရဲ့မွေးနေ့တက္ကသိုလ်တွေဖုန်းနံပါတ်တွေဒီကိုယ့်ရဲ့နာမည်တွေဒီလိုမျိုးအလွယ်တကူမပေးသင့်ပါဘူးအဓိကအဖြစ်ဘလို့အကြောင်းအရာမျိုးတွေပါသင့်လဲဆိုရင်ဥပမာအဖြစ်ဗျာ အဲဒီလိုမျိုးပေါ့ဒါဥပမာပြောတာပေါ့နော်ဒီဟာကြီးပေးလို့ပြောတာတော့မဟုတ်ဘူးဒီလိုမျိုး password key တွေပေးတဲ့မှာလေဗျခက်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 ပေါ့ခက်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 ဆိုတာအထက်ကျွန်တော်ဒီ abcd ကဏ္ဍကိုအကြီးရောအသေးရောပါမယ်ပြီးတော့ဒီ special character တစ်ခုခုပါမယ်ပြီးဒီလို number ကဏ္ဍနေပါမယ်ပေါ့နော်အဲ့လိုမျိုးပြည့်ပြည့်စုံစုံလေးပေးတဲ့မှာလေဗျဒါကကိုစိတ်တိုင်းကြဟာကိုပေးပါအဲကျွန်တော်ကတော့ကိုကျွန်တော်ပြန်ပြီးပေးလိုက်မယ်ပေါ့နော်ကျွန်တော်ပေးနေကြတဲ့အတိုင်းပဲ ကိုယ်စိတ်တိုင်းကျပတ်ဆက်ကိုပေးလိုက်ပါနော်ပေးပြီးပြီဆိုရင်ကျွန်တော်တို့ဒီအောက်မှာရှိတဲ့ဒီနှိပ်စွာလေးကိုနှိပ်ပြီးတော့ရှေ့ကိုဆက်သွားမှာဖြစ်ပါတယ်ဗျနှိပ်ကိုနှိပ်လိုက်ပါပြီးပြီဆိုရင်သူကကိုယ့်ရဲ့ email address ကိုတစ်ခေါက်ထပ်ပြီးတော့လာပြီးပြပေးလိမ့်မယ်ပေါ့နော်ဒီဟာလေးကိုကိုမှန်မှန်မှန်တစ်ချက်ပြန်ပြီးစစ်မှန်တယ်ဆိုရင်နှိပ်ကိုနှိပ်ပြီးရှေ့ကိုဆက်သွားလို့ရပြီဖြစ်ပါတယ်ဗျနှိပ်ကိုနှိပ်လိုက်ပါဒါဆိုရင်တော့ privacy and then ဆိုတဲ့နေရာလေးပေါ့နော်ဒါဂျင်ဘေးကောက်ဖွင့်မှုအတွက်နောက်ဆုံးအဆင့်နေရာလေးကိုရောက်လာပြီပဲဖြစ်ပါတယ်လူမျိုးလေးပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီအောက်ဆုံးဒီဆွဲလိုက်ပါအောက်ဆုံးဒီဆွဲလိုက်ရင်ဒီနေရာမှာ i agree ဆိုတာလေးကိုထပ်ပြီးတွေ့ရပါလိမ့်မယ်ဗျ အဲ I agree ဆိုတဲ့ဒီ button cloud အပြားလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာပြီးရင်ကျွန်တော်ခဏလေးစောင့်ပြရတယ်ဗောနော်အဲပြီးရင် Google Search ဆိုပြီးတော့ wine လေးလဲပါတယ်ဒီလိုမျိုးလေးဖြစ်သွားပြီပဲဖြစ်ပါတယ်ဗျာဒီလိုမျိုးလေးပေါ်သွားပြီဆိုရင်တော့ဒါကျွန်တော်တို့ရဲ့အကောက်ခွင့်တာအောင်မြင်သွားပြီပဲဖြစ်ပါတယ်အဲကျွန်တော်တို့ရဲ့ email address ကိုကျွန်တော် login ပြန်ဝင်လဲရတယ်ဒါမှမဟုတ်ရင်ဒီအောက်ဆုံးညွှဲကြည့်လိုက်ရင်အဲဒီမှာဗောနော်ဒီ email address ကလေးနဲ့ဒီလိုမျိုးလေးအကောက်ခွင့်လို့အောင်မြင်သွားပြီပဲဖြစ်ပါတယ်ဗျာ ဒီမှာဗောနော်အဲဒီဟာကိုကျွန်တော်နောက်ပိုင်းကျမှမေးပါ냐ဒီဒီဂျီမေးကောက်ဖွင့်လာခင်တော့မွေးနေ့တွေဒီနိမ့်နေ password တွေအကုန်လုံးပြန်ချိန်လို့ရပါတယ်အဲဒါကိုကအမှန်မကန်ပြီးခဲ့ဆိုရင်တော့ချိန်ရမလို့ဗောနော်ကိုကပြန်ချိန်နေတယ်ဆိုရင်လည်းအလွယ်တကူချိန်လို့ရပါတယ်ဗျဒီဂျီမေးကိုတုံးပြီးကျွန်တော်ကြိုက်တဲ့အကောင့်တွေထပ်ပြီးဖွင့်လို့ရပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာဒီဖုန်းတွေမှာဂျီမေးကောက်ဖွင့်တာများတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဖုန်း version ပေါ်မူတည်ပြီးတော့ပဲဖြစ်ဖြစ်သူကဂျီမေးကောက်ဖွင့်တဲ့အခါမှာဖုန်းနံပါတ်တောင်းတာမျိုးလေးပါလေရှိတတ်တယ်ဗောနော်ဒါဖုန်းတောင်းတဲ့တလုံးတော့အနေငယ်သဘောတရားလေးကိုကျွဲလွယ်တယ် ဘောတရားကတော့တူတူပဲပေါ့နော်ပုံစံလေးရေနေငယ်ကွဲလွဲတယ်ဒီဖုန်းနဲ့ဘက်တရီပါတီတောင်းနေဆိုရင်တော့ဖုန်းနဲ့ဘက်ထည့်ပေးရမယ်ထည့်ပြီးတော့ကျွန်တော် OTP ကုတ်ကလေးပြန်ပြီးတော့ဟို verify လုပ်ပေးရတယ်ပေါ့နော်အဲကိုက Gmail ကောက်ကိုရေရှည်သုံးဖို့အတွက်ရည်ရွယ်ထားတယ်ဆိုရင်တော့ကိုရဲ့နာမည်မွေးနေ့တွေမှန်မှန်ကန်ထည့်တင်တယ်နောက်ပြီးတော့ Gmail ကောက်ထဲမှာကျွန်တော်တို့ဒီ verify လုပ်တဲ့နေရာမှာဖုန်းနံပါတ်ပါညာလည်းထပ်ပြီးတော့ထည့်ထားတင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုရင်အဲ့လိုမျိုးပြည့်စုံထည့်ထားရဆိုရင်ဒါတခုခုကို password မိတာဖြစ်ဖြစ်ကိုရဲ့ Gmail ကိုတရားရောက်ကခိုးယူရတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ဒါမှမဟုတ် ဟိုပြန်ယူလို့ရတယ်ဗောနော်အဲနောက်တစ်ခုကကျွန်တော် Gmail account ကိုဒီအပိတ်ခံရနိုင်ပါလေလက်သိမ့်မရှိတော့ဘူးဗောနော်အခုနောက်ပိုင်းမှာဆိုရင် Gmail account တွေကဒီပြတ်သွားတဲ့သဘောကြီးပါလေရှိလာတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဖုန်းနံပါတ်တွေပါလေထပ်ပြီးထည့်ထားတင်ပါတယ်ဗျအဲအကြောင်းအရာတွေတော့တော့ကျွန်တော်နောက်ထပ်သင်ခန်းစာလေးနောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးတင်ပြီးသွားပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ဒုက္ကင်းတွေအထူးပဲကျေးဇူးတင်ရှိပါတယ်